အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာကတော့ယာတီကွင်အလိုက်ဝတ်ဆင်ရမယ့်အကြောင်းမြတ်ယတနာများအကြောင်းကိုပြောပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်မိသားယာတီမရှလာ22ရက်နေ့မှာဧပြီလ19ရက်နေ့အတွင်းမွေးဖွားသူများအတွက်စိန်ယတနာသည်မိဖက်ဖြစ်သည်ဟုဆိုပါတယ်မိသားယာတီဟာပထမဦးဆုံးယာတီဖြစ်တဲ့အတွက်၎င်းလာအတွင်မှာမွေးဖွားသူများသည်စံတစ်ခြင်းအတိတ်ပဲရှိစေပါသည်၎င်းယာသည်ရဲ့စိုးမိုးတဲ့ဂျိုဟာအင်္ဂါဂျိုဖြစ်တာမို့လို့မိတ္တယာသည်ဘွားများဟာငကားအတွင်နေမဟူရာစိမ့်တို့ကိုလည်းစိမ့်အစားဝစ်ဆင်နိုင်တာပဲဖြစ်ပါသည် ပြိတ္တာရသည်ဧပြီလ20ရက်နေ့မှမေလ20ရက်နေ့အတွင်းဝေးပွားသူများဟာဆိုရင်တော့မြားကြောက်ကိုဝစ်ဆင်ရမည်ဟုဆိုပါတယ်တောက်ကြချိုကိုကိုစားပြုတဲ့မြားကြောက်ဟာဝစ်ဆင်သူများအတွက်အချစ်စစ်အချစ်မှန်ကိုရှာဖွေတွေ့နိုင်သည်ဟုလည်းယုံကြပါတယ်ပြိတ္တာရသည်ဘွားများဆိုရင်တော့မြားကြောက်မရနိုင်ပါကတန်နာကိုမြားကြောက်အစားဝစ်ဆင်နိုင်တာပဲဖြစ်ပါတယ်မေထုံရာသည်မေလာ21ရက်နေ့မှဇွန်20ရက်နေ့အတွင်းမွေးဖွားသူများဆိုရင်တော့မဟူရာကျောက်ကိုဝစ်ဆင်ရမည်ဟုဆိုပါတယ်မေထုံရာသည်ဖွားများအနေဖြင့် ဗုဒ္ဓဦးချိုနှင့်ရှင်တွဲမွေးဖွားလာတဲ့အတွက်မဟူရာကြောက်သည်မေထုံရာသီကိုကိုးစားပြုသည်ဟုလည်းယူဆကြပါသည်၎င်းလားမွေးဖွားသူများအတွက်မဟူရာကြောက်ဟာတမ်းမာခြင်းချမ်းသာခြင်းကိုဆောင်ပေးပါသည်မဟူရာနယ်ကြောက်မြတ်တစ်မျိုးဖြစ်တဲ့ Scotch Bearback ခေါ်တလင်းကြောက်တစ်မျိုးသည်လည်းပဲမေထုံရာသီဖွားများအတွက်အေးချမ်းသောနမိတ်ကိုဆောင်စေပါသည်ဖာရဲကကြောက်မြန်ရွဲကိုလည်းမေထုံရာသီပွားဝစ်စင်နိုင်သည်ဟုဆိုပါသည်ကရကတ်ရာသီဇွန်22ရက်နေ့မှာဇူလိုင်20ရက်နေ့အတွင်းမွေးဖွားသူများဟာဆိုရင်တော့ တနင်္လာကျိုးဆူမိုးတို့ကြောင့်ပလဲရတနာကိုဆောင်းအမိဟုဆိုပါတယ်။ထို့ပြင်၎င်းရာသီဘွားများဟာចောင်းကြောက်ကိုလည်းပလဲအစားဝတ်ဆင်နိုင်သည်ဟုဆိုပါတယ်။တင်ရသည်ဇူလိုင်လ22ရက်နေ့မှဩဂုတ်လ22ရက်နေ့အတွင်းမွေးဖွားသူများအထက်အကောင်းဆုံးအဆောင်ကြောက်ကတော့ဗရံများဖြစ်သည်ဟုဆိုပါတယ်။၎င်းရာသီဘွားများဗရံများဝတ်ဆင်ထားပါကပညာဉာဏ်ထက်မြက်ရှင်တန်စီပြီးတော့ကွဲကွာသောချစ်သူနဲ့ပြန်လည်ဆုံတွေ့ရခြင်းရှိသည်ဟုဆိုပါတယ်။ထို့ပြင်အစိတ်အတော့မှကာဝယ်ပေးခြင်း ယောဂဗယာကင်ဝေးစေခြင်းစတဲ့အာနိသင်များရှိသည်ဟုလည်းယူဆကြပါသည်။ထို့အပြင်တင်ယာတိပွားများဟာဗရံများအစာပယင်းကိုလည်းဝစ်ဆင်နိုင်သည်ဟုဆိုတာပဲဖြစ်ပါသည်။ကံယာတိဩဂုတ်လ22ရက်နေ့မှစက်တင်ဘာလ22ရက်နေ့အတွင်းငွေဖွားသူများဟာဆိုရင်တော့ပါရာဒေါခောပြောင်းကောင်းစိမ့်ကိုဝစ်ဆင်ရမှာပဲဖြစ်ပါသည်။၎င်းယာတိပွားများပြောင်းကောင်းစိမ့်ကိုဝစ်ဆင်ထားပါကကြောက်ရွံ့စိတ်များပြေပြောက်စေပြီးတော့မိမိကိုယ်ကိုယုံကြည်မှု တိုးစေသည်ဟုဆိုပါသည်။ ထို့ပြင်၎င်းရာသီဘွားများဟာပြောင်ကောင်းစိမ့်အစာမဟူရာနဲ့မဟူရာညိုနှင့်ကြောက်စိမ့်တို့ကိုလည်းဝစ်ဆင်နိုင်သည်ဟုသိရပါသည်ကြောက်စိမ့်ဟာဆိုရင်တော့ကံရာသီဘွားများအတွက်လက်ကောင်းသေးသောလူရာဆန္ဒပြေဝစေသောအဆောင်လို့လည်းဆိုပါသည်ဒူရာသီဘွားစတေမာလာ23ရက်နေ့မှာအော်တိုဘာလာ22ရက်နေ့အတွင်းဝေးဖွားတဲ့သူများဆိုရင်တော့နီလာကိုဝစ်ဆင်ရမှာဖြစ်ပါတယ်။နီလာဟာဆိုရင်တော့သစ္စာတရားကိုဖော်ညွှန်းပြီးတော့အများရဲ့အရေးပေးခြင်းကိုခံရတတ်သည်ဟုလည်းဆိုပါတယ် ထို့ပြင်ရန်သူကိုပင်ကြည်အေးစေနိုင်စွာအထူးတတ္တိအပြင်ဖန်စီချုံနောက်မှုတွေမှလည်းကင်းလို့စေခြင်းစသောအကျိုးထူးများကိုလည်းရရှိသည်ဟုယုံကြည်ထားကြတာပဲဖြစ်ပါတယ်အထူးသဖြင့်တော့တူရာဒီပွားចောင်းသားចောင်းသူများဟာနီလာကိုအဓိကစောင့်သင်သည်ဟုဆိုပါတယ်ရင်းဟာအုံနောက်ကိုကြည်လင်စေပြီးတော့ညံကိုအထူးကောင်းမွန်စေခြင်းမျက်စိအမြင်ကြည်လင်ခြင်းတို့ကိုဖြစ်ပေါ်စေသောကြောင့်တူရာဒီပွားများရဲ့သက်စာရှိမှုကိုကြာရှည်စေနိုင်သည်ဟုဆိုတာပဲဖြစ်ပါတယ်ကျိစာရာဒီပွား အောက်တိုဘာ23ရက်နေ့မှနိုဝင်ဘာ22ရက်နေ့အတွင်းမွေးဖွားတဲ့သူများဆိုရင်တော့ Obey ကရွေးကြောက်ကိုဝတ်ဆင်ရမည်ဟုဆိုပါတယ်။ရွေးဟာပြိဆာရာသီပွားများမှလွဲပြီးအခြားရာသီပွားများအတွက်မကောင်းသောအတိတ်ကိုစောင့်နေကြောက်မြင့်ဖြစ်ပါတယ်။အဲ့ဒီအပြင်ပြိဆာရာသီပွားများဟာကတ် Ice ကကြောင်ကြောက်ကိုလည်းပဲဝတ်ဆင်နိုင်သည်ဟုဆိုပါတယ်။တနုရာသီပွားနိုဝင်ဘာ23ရက်နေ့မှဒီဇင်ဘာ20ရက်နေ့အတွင်းမွေးဖွားတဲ့သူများဆိုရင်တော့ ကြတာပရိချိုနဲ့တနင်းခွနေချိုစူမိုးတာကြောင့်မို့လို့အဝါရောက်တန်တော့အုတ်သက်ဖျားကိုဝတ်ဆင်ရမည်ဟုဆိုပါれ၎င်းရာသီပွားများဟာအုတ်သက်ဖျားကိုရွှေနဲ့ကွင်းပြီးတော့ဝတ်ပါကကြီးပွားချမ်းသာပြီးအလုတ်အကင်တွေအောင်မြင်ကြောကြားနိုင်ပါれအဲ့ဒီအပြင်ချောင်းဆိုးရင်ချက်ဖျားနာခြင်းစသောဝေဒနာများကိုပါပပျောက်စေနိုင်သည်ဟုဆိုပါれထို့အပြင် တနုရာသီပွားများဟာဘိုးပြရန်ရှိသောတာခွိုက်ကြောက်မြက်ကိုလည်းဝတ်ဆင်နိုင်တာပဲဖြစ်ပါれမကာရရာသီပွားများ ဒီဇမာ22ရက်နေ့မှစန်နဝါရီ20ရက်နေ့အတွင်းမွေးဖွားတဲ့သူများအစွန်တော့စနေဂျိုစိုးမိုးတာကြောင့်မလို့ဂါနက်ခေါ်ဇီးကြောက်ကိုဝစ်ဆင်ရမည်ဟုဆိုပါတယ်ဂါနက်ကိုတော့တချို့ကဗဒဲကြောက်ဥတောင်းကြောက်ဟုလည်းခေါ်ဝေါ်ကြပါတယ်အနေအောင်ရှိသောဇီးကြောက်ဟာတစ္ဆာရှိခြင်းရဲ့အထိမ့်မှတ်ဖြစ်သောကြောင့်ယောဂါဆိုးများအပြင်အစိတ်တောင်များကိုကာကွယ်နိုင်သည်ဟုလည်းဆိုပါတယ်အဲ့ဒီအပြင် မကာရရာသီဘွားများဟာကြောက်စိမ့်ကိုလကောင်းစေသောကြောက်မြက်အဆောင်ဖြစ်လဲဝစ်ဆင်နိုင်သည်ဆိုပြီးတော့သိရပါတယ်။၎င်းရာသီဘွားများကြောက်စိမ့်ကိုဝစ်ဆင်ထားပါကအသက်ရှည်စွာနေနိုင်သည်ဆိုပြီးတော့လည်းသိရှိရတာပဲဖြစ်ပါတယ်။ကုံရာသီဘွားဇန်နဝါရီ22ရက်နေ့မှဖေဖော်ဝါရီလ19ရက်နေ့အတွင်းမွေးဖွားတဲ့သူများအစွန်းတော့၃ပန်လားကြောက်ကိုလည်းပဲစောင့်နိုင်သည်ဟုဆိုပါတယ်။အဆိုပါကြောက်ဟာနေ့မှာကြောက်ဖြစ်သလိုညမှာအနီရောင်ပြောင်းထက်သောမျက်နှာများတဲ့ကြောက်ဖြစ်သလိုကုံရာသီဘွားများဟာလည်းပဲအပြောင်းလဲမြန်တဲ့သူများပဲဖြစ်ပါတယ်။ မိန်ရသည်ပွာဖေဗူလာ20ရက်နေ့မှာမတ်လ20ရက်နေ့အတွင်းမွေးဖွားတဲ့သူများဆိုရင်တော့အကွာမရင်းကိုတလင်းပြမြပြကိုလည်းပဲဝစ်ဆင်နိုင်ပါတယ်အဆိုပါကြောက်ကိုဝစ်ဆင်ထားသူများဟာအနေရကင်းပြီးတော့ပင်လယ်ရခြားခရီးများအတွက်အထောက်အကူဖြစ်စေသည်ဟုဆိုပါတယ်အဲ့ဒီအပြင်၎င်းကြောက်ကိုအမှုန့်ချိတ်ပြီးတော့ရေနှင်းတောက်ပါကပြင်းရည်ချင်းနေ့အချိန်အိမ်မက်မက်ချင်းတို့ကိုပျောက်ကင်းစေနိုင်သည်ဟုဆိုတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီအစီအစဉ်လေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ